တော့အရင်ဟာတော့ဒီ low end subscription ရေးဒီကိုပြောခဲ့တာပေါ့နော်အခု low end subscription ကလည်းပြောအခု data တွေကိုစေးတာပေါ့နော် data တွေကိုစေးတာ share verify နဲ့ကျွန်တော်တို့ကဒီ user name password ကိုစေးခဲ့တာပေါ့နော်အခုကျွန်တော် data တွေကိုများများစေးမယ်ပေါ့နော်အဲ့တော့ data တွေကိုများများစေးမယ်ဆိုလို့ရင်ကျွန်တော်တို့ကရိုးရိုးစေးလို့မရဘူးပေါ့နော် data တွေကကျွန်တော်ဒီဘလို့ရောဆိုတော့ကျွန်တော်တို့ဒီ contact application ပေါ့နော်ဖုန်း contact application လို့ဟာမျိုးကျွန်တော်တို့ရေးကြည့်မယ်ရေးကြည့်မယ်ဆိုလို့ရင်ဒီဖုန်းနံပါတ် ဘောနော user name နဲ့ဖုန်းနံပါတ်နဲ့တွဲပြီးတော့တိမ်းမှာတိမ်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ data တွေကိုဘယ်လိုစီးတယ်မလဲအဲ့တော့ကျွန်တော်တို့ခုသုံးမှာကျွန်တော်တို့ JSON ဆိုတဲ့ကျွန်တော်တို့ fashion တစ်ခုကိုတုံးမယ်ပေါ့နော်အဲ့ဒီ JSON ကဘာလို့ဆိုတော့ကျွန်တော်တို့ဒီ set နဲ့လူကြားထဲမှာနားထဲလွယ်တဲ့ အဲ format တခုပေါ့နော်အဲအဲ့လိုဟာမျိုးကိုသုံးပြီးရောရေးမှာပေါ့အဲ့တော့ကျွန်တော်တို့ JSON နဲ့ဘယ်နေရာတွေမှာသုံးလို့ဆိုတော့ server နဲ့ဒီ client ရဲ့ jar ထဲမှာဒီဆက်သွယ်တဲ့အခါမှာ load တဲ့ data တွေကို JSON format အနေနဲ့ပို့တဲ့နေရာသုံးတယ်ပေါ့နော်အဲ့တော့အဲ့လိုသုံးတယ်ဆိုလို့ရှိရင်ကျွန်တော် JSON format ကဘယ်လိုလာလဲဆိုလို့ရှိရင်ကျွန်တော် JSON error အနေနဲ့လာတယ် JSON object အနေနဲ့လာတယ်ပေါ့နော်အဲ့တော့ JSON object ထဲမှာ JSON အဲ ဒီကျေးဇူးအဲရာတွေလည်းပါပါမယ်ကျေးဇူးအဲရာတွေမှာကျေးဇူးအော့ဂျက်တွေအများကြီးပါလဲပါမှာပေါ့နော်ဒါတွေကလုပ်ငန်းရဲ့လိုအပ်ချက်အရကျွန်တော်တို့ကဒီကျေးဇူးတွေကိုတိဆောက်ပြီးတော့မှဒီဆာဗာနဲ့ကလိုင်းယားကြားမှာဆက်သွယ်ကြတာပေါ့နော်အခုအဲ့ဒီကျေးဇူးကိုတုံးပြီးတော့ကျွန်တော်တို့ကဒီ share ID ပြန်နဲ့တွဲပြီးတော့ contact application တခုဖြန်တည်ကြည့်မယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အခုစမယ်ပေါ့နော်ပထမ lesson တော့ဒီ home app မှာဘာမှပါဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့က home app မှာ ထည့်မယ်ထည့်မယ်ဆိုတဲ့အတွက်ကျွန်တော်ဘာလုပ်မလို့ဆိုတော့ဒီတူပါပေါ့နော်တူပါမပါဘူးပေါ့နော်ဒီဗလာကြီးပေါ့အဲ့ဒီတူပါကိုကျွန်တော်ကဒီ edit ဖုန်းထဲမှာကျွန်တော်ထည့်မယ်ပေါ့နော်ဒါကတူပါတူပါဆိုတော့ဒီကောင် ID ချိန်ထားတာမဟုတ်တော့ ID ကိုဖြုတ်လိုက်မယ်တူပါ android android တန်ပေါ့နော် android တန် D A R K drug အဲ့ဒါက drop ပေါ့နော်အဲ့တော့သူ့ကို background ထည့်မယ်ပေါ့နော် background background ထည့်မှာဆိုတော့ background color ဒီတော့ background color background color ကကျွန်တော်တို့ကဒီ ADD ကတက်သူ့ကိုကျွန်တော်တို့ကယူလိုက်မယ် background color primary ကိုသုံးမယ်အဲ့ဒီ primary ဆို color ကိုသွားမယ် color နဲ့ဝင်ကြည့်ပြီးတော့ကျွန်တော်ကဒီ primary ဆိုတာကို copy ကူးပြီးတော့ ဒီတဲ့ကိုပြန်လာပြီးတော့ဒီဒီ color primary လို့ထားမယ်ထားပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကို ID ချိတ်ပေးရအောင်ပေါ့နော်ဒီကောင်လေးတူပါလေးကို ID ချိတ်ပေးလိုက်မယ် ID ချိတ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီဟာလေးကိုကျွန်တော်တို့ run ကြည့်မယ်ပေါ့နော် software ဖြစ်အပြင်ကိုထုတ်ကြည့်မယ် ဲ့ဒီတော့ gesture တစ်ခုကိုကျွန်တော်တိချောက်ပုံလေးကိုအစင်းစင်းပြပါဖြစ်တဲ့အတွက် video လေးကိုပေါ့နော်အစားဆုံးတိချာလိုက်ကြည့်ဖို့လိုတယ်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒီ subscribe လုပ်ပြီးရောပေါ့နော် subscribe လုပ်ပြီးရောစောင့်ကြည့်ပေးပေါ့ကျွန်တော်ရဲ့ဒီ YouTube ပေါ်ကအဒီ application နဲ့ရေးပြီးတော့ငွေဘယ်လိုရှာမလဲဆိုတာကိုကျွန်တော်ဆက်ဆက်ကြပြသွားမှာပေါ့နော်အဓိကကျွန်တော် application တွေရေးတတ်ဖို့လိုတယ်အဲအကြောင်းကျွန်တော် application lesson တွေညချပေးပြီးလို့ရှိရင်ကျွန်တော်တို့ငွေဘယ်လိုရှာမလဲ atmode ထည့်ပြီးတော့အဲအဲ့ဒီအတိုင်းတွေကကျွန်တော်သွားမှာပေါ့နော်တကယ်လို့လိုအပ်တယ်ဆိုရင် service တွေပေးမယ်အဲဒီတော့ကျွန်တော်တို့ YouTube ဒီ application တွေနဲ့အနေပြီးတော့ဝင်ငွေတွေဘယ်လိုရှာပြီးတော့ဘယ်လိုသွားကြမလဲဆိုတာကိုဆက်ပြီးတော့ပြမှာဖြစ်တဲ့အတွက် channel မှာ video တွေကိုအစဉ်အစမ်းမကြည့်ပေါ့နော်အစဉ်အစမ်း အစမ်းမပြတ်လိုက်ပြီးတော့ကြည်ပြီးပေါ့နော်ကျွန်တော်လည်းနေတိုင်းတနင်္လာလောက်ဗီဒီယိုတွေကိုလှုပ်ပြီးတော့တင်ပေးမယ်ဒီတော့အဲငွေရှာမဲ့ application တွေမရေးခင်မှာကျွန်တော်တို့ application တွေကိုရေးတက်ဖို့လိုတယ်ပေါ့နော်အဲ့တော့ computer မလို့ဒီဖုန်းတစ်လုံးနဲ့ application တွေကိုဖန်တီးနိုင်တယ်အဲ့တော့ iOS device တွေအတွက်တော့မရဘူးပေါ့နော်ဒီ Android application တွေအတွက်တော့ရေးလို့ရတယ်ငါဒါလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်နှဲ့မှာဒီမှာ2ပါးလေးတွေ့ရတယ်ပေါ့နော်2ပါးလေးမှာကျွန်တော်ဘာဘာဘာမှမပါဘူးပေါ့နော်ဒီလို2ပါးရဲ့ဗလာကြီးဖြစ်နေတယ်အဲ့တော့သူ့ကိုဒီမှာ ဒီကောင်းကွာရိုးရိုးအတ္တပတိဖြစ်နေဗျရိုးရိုးအတ္တပတိဖြစ်နေဆိုတော့သူ့ကို APP CON PAD APP compact အတ္တပတိပေါ့နော် အဲ့တော့ EPB ကွန်ပန်အက်တက်ရီဆိုတာကျွန်တော်မတ်တီရီယယ်ဒီဇိုင်းကိုသုံးပါဘောเนาะအဲ့တော့ရိုးရိုးအက်တက်ကိုမသုံးမတ်တီရီယယ်ဒီဇိုင်းအက်တက်ကိုသုံးပါဖြစ်တဲ့အတွက်အဲဒီကောင်ဘောเนาะဒီကောင်ကဒါကျွန်တော်တို့ import ကိုဖြုတ်လိုက်မယ်ဒီ EPB ကွန်ပန်အက်တက်ရီကိုသုံးမယ်ဘောเนาะပြီးလို့ရှင်ပြန်တူပါကိုခေါ်လိုက်မယ်တူပါဘောเนาะဒီမယ် alter h တူပါ db db ညာချင်း file view RID ACDI VID မှာ activity home to bar ပေါ့နော် home to bar ပြီးလို့ရှင် search support အရှင်ဘားက TV ပေါ့နော်အဲ့တော့ဆက်စားဖို့အရှင်ဘားဆိုတဲ့ထဲမှာကျွန်တော်တို့ဒီ2ဘားကိုအပ်လိုက်တယ်ပေါ့နော်အပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ထုတ်ကြည့်ရမှာနော် ထောက်ကြည့်လိုက်မယ်ဒါကျွန်တော်တို့ရဲ့တူပါပုံစံတွေကဘယ်လိုလာမလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်မယ်အဲ့တော့ဒါကျွန်တော်တို့ကဒီ software ကို UI အပြင်ဆင်နေလုပ်နေတာပေါ့နော်အဲ့တော့နောက်ကွယ်ဆောင်းနံတော့ဂျန်ဆန်ကြောင်းကိုကျွန်တော်ဆက်လာမယ်ပေါ့နော်ဂျန်ဆန်နဲ့ဒီ share တွေ prefer data တွေဘယ်လိုသိမလဲဘယ်လိုပြန်ထုတ်မလဲဆိုတာကိုဆက်ပြီးရောပြမယ်ပေါ့နော်အဲ့တော့ဒီအားလေးကိုအဆုံးထိလိုက်ပြီးရောကြည့်ဖို့လိုတယ်ပေါ့နော် video lesson ကတော့ရှင်းလဲရှင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်အပိုင်းပိုင်းကြီးခွဲပြီးရောပြရတယ်ပြပေးမယ်ပေါ့နော် အဲဒါဆိုလို့ရှိရင်ကျွန်တော်လောရင်ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာပူပါလေးကဒီမှာသူ့ရဲ့ software နာမည်လေးနဲ့တက်လာတယ်ပေါ့နော်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ကုတွေကိုဆက်ရေးမယ်အဲဒီတော့ဒီချာလေးအာရုံဆက်ပြီးတော့ကြည့်ပေးပေါ့နော်ရှေ့ရ lesson ဒီ linear layout တွေ edit တက်တွေ button တွေထဲပုံထဲနေတွေကိုကြည့်ထားရဆိုတော့ဒီစက်တွေကမခဲရင်းဘူးပေါ့နော်အဲ့တော့ဒီ home edit မှာပဲဆက်ထည့်မယ်ပေါ့နော်ရှေ့ရလုံးရ screen mode လို့ဘာမှမလို့အဲ့ဒီတော့ဒီမှာကျွန်တော် home java club ကိုပြန်သွားမယ်ပေါ့နော် home java club ကိုဖွင့်မယ် ဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော်ကျွန်တော်တို့ application ထဲမှာဒီလိုထောက်มาပေါ့နော်အဲအဲ့အလေးကို fashion ကိုထည့်မယ်အဲ့ဒါဘာလို့ဆိုတော့ menu ပေါ့နော်သူက menu ဆို application menu ပေါ့အဲ့ဒီတော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ဖြန်ပြီးမယ်နော် on c r e a t e create on create o p t i 1 operation menu ပေါ့နော်အဲသူ့ရဲ့ function ကဒါပေါ့နော် အဲအဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ရတော့ဒါအော်တိုထည့်သွားပြီပေါ့နော်တခြားကြည့်တာနော်ဒါလေးကဒီအဆင့်ကိုတခြားကြည့်ကြည့်တာအဲဒါလေးဆိုလို့ရှင်သူကအော်တိုထည့်သွားပြီဒါကဘာလို့ဆိုလို့ရှင်ကျွန်တော်တို့ software တွေမှာတွေ့ရတယ်အပေါ်ညာဘက်ထောင်ပေါ့နော်ညာဘက်ထောင်အပေါ်ဆုံးမှာတွေ့ရတယ်အဆက်ကလေး30လောက်၎င်းဒါမှမဟုတ်ရှင် icon ပုံနဲ့၎င်းတွေ့ရတဲ့ဟာကိုဒီ operator menu လို့ခေါ်တယ်ပေါ့နော်ဒီ operation menu ကိုခေါ်တယ်အဲ့တော့သူ့ကိုကျွန်တော်တို့ကထည့်ပြီးပြီဆိုတော့ အဲသူ့ကို menu အမယ်ပေါ့နော် menu menu ဆိုတာ m e အမ်ယူ menu အဲ့ကျွန်တော်ပြီးလိုက်တဲ့ menu ကဘေး menu လို့ဆိုတော့ဒါလေးပေါ့နော်အဲအကောင့်လေးကိုခေါ်လိုက်တယ်ခေါ်ပြီးလို့ရှိရင်သူ့ရဲ့ထဲကိုကျွန်တော်တို့ကအမ်ဗာအမ်မအောင်ဆိုတော့ menu နာမည်ကိုအပ်လိုက်မယ်နော်အဲ့တော့ has sas icon set icon ဆိုတာ icon ပုံကိုခေါ်မယ်ခေါ်ပြီးလို့ရှင် android android r drawing a ပဲ ic s ဟမ်ဒါဆိုလို့ရှင်ကျွန်တော်တို့က set icon ပုံเนาะဒီအပေါ်တော့မှာ icon ပုံလေးတက်မှတ်တယ်ပလက်ပုံတယ်เนาะပလက်ဆိုတာအပေါင်းပုံဆိုအဲ့တော့ android R Droid Eve IC new adapter ဆိုတာဒီ Android R Droid Eve Android R Droid Eve ဆိုတာကျွန်တော်တို့ဒီ Android စနစ်မှာတခါလဲထည့်ပေးထားတဲ့ icon တွေပေါ့နော်သူ့မှာ Android စနစ်မှာပါတယ်အဲအဲ့အလေးကိုထည့်ပေးအဲ့တော့ကျွန်တော်ဒီ icon လေးကဒီလိုရေးလို့ကျွန်တော်တို့ကဒီ icon ပုံလေးကအပေါ်မှာမပြသေးဘူးတော့ညာပြအောင်ကျွန်တော်နောက်ထပ် version တစ်ခုထပ်ထည့်ရအောင် search show ဒီမှာနော် show as action show as action m e n u menu item ပေါ့နော်ဒါ menu item ထည့်မယ် menu ဒါလေးပေါ့နော် menu item ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က show as action always ဆိုတာလေးနဲ့ထည့်ပြီးတော့တက်မှတ်လိုက်တယ်တက်မှတ်လိုက်တော့ဒါကျွန်တော်တို့ရဲ့ဖန်ရှင်ပုံလေးอ่ะဒါတရားကြည့်ရအောင်เนาะတကြောင်ရပထမတကြောင်က menu ရဲ့နာမည်ကိုအပ်တာเนาะအပ်ဆိုပြီးတော့အပ်လိုက်တယ် အောက်ခါကျွန်တော်ကဒီမီနူးလေးရဲ့ icon ထည့်တာပေါ့နော်အဲ့ icon ပုံလေးမပါဘူးဆိုလို့ရှင်ဘာဖြစ်မလို့ဆိုတော့အဲ S ဆိုတဲ့စာသားလေးကိုပဲမြင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလေးကို install တင်ကြည့်လိုက်မယ်နော်အဲ့တော့ကျွန်တော်ရဲ့ software လေးဘယ်လိုမြင်ရမလဲဆိုတာကိုလက်တွေ့ကြည့်ကြည့်ပေါ့နော်ဒါကကျွန်တော်တခါတည်းဒီအပေါ်မှာ menu တင်လေးလေးကို programming call နဲ့ဒီ menu တင်လေးလေးကိုပြောတာပေါ့နော် html file နဲ့ချိန်ပြီးတော့ menu cloud ထည့်ရလဲရှိရဒါပေမဲ့ကျွန်တော်တို့ html မသုံးတော့ java နဲ့ပဲကျွန်တော်ထည့်သွားမှာပေါ့နော်အလွယ်တကူ ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ application လေးကိုထုတ်ပြီးတော့ကြည့်ကြည့်လိုက်မယ်အဲ့တော့ဘယ်လိုပုံစံလေးရလာမလဲဆိုတာကိုကြည့်ကြည့်ရအောင်နော်ဟုတ်ဒါလေးကိုနှိပ်တယ်ဆိုလို့ရှိရင်ဒီမှာအပောင်းပုံလေးတွေ့လားပေါ်လာအဲအဲ့အပောင်းပုံလေးကကျွန်တော် menu လို့ခေါ်တာပေါ့နော်အဲ့ညာဘက်တောင်းလိုက်မှာအဲ့တော့စောနာတော့ဒီအဲ့လိုပုံလေးလေးပေါ်အောင်ဘယ်လိုဘရားအလုပ်လုပ်လဲဆိုလို့ရှိရင်ဒီအောက်ဆုံးမှာကဘာလေးကအလုပ်လုပ်တောင်းဆို sass ဆိုအပ်ဆိုတဲ့ဒီအောက်ဆုံးအကြောင်းလေးပေါ့နော် show at action all the way ဆိုတဲ့ကုတ်ကလေးကအလုံးလောက်တာပေါ့နော်အဲ့ဒီလိုအပေါင်းပုံလေးပေါ်အောင်နော်အဲ့ဒီဒီအပေါင်းပုံလေးပေါ်ပြီဆိုလို့ရှိရင်အဲ့ဒီအပေါင်းပုံလေးကိုနှိပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမလုပ်ချင်မလုပ်ရမှာဆိုတော့အပေါင်းပုံလေးကိုနှိပ်ရင်ကျွန်တော်တို့အလုံးလောက်စီချင်တာအလုံးလောက်စီချင်တာဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်ကုတ်ရေးမယ်ပေါ့နော်ဝင် high ten ဒီမှာဝင်ဒီမှာနော်တခြားကြည့်ကြည့် ီ one operation item of selector ဆိုတာကျွန်တော်စောနာတော့ကတိဆောက်ခဲ့တဲ့ menu လေးကိုခေါ်တာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကသူ့ကိုနှိပ်လိုက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာ fashion auto ထည့်ပေးသွားတယ်ပေါ့နော်ထည့်ပေးပြီဆိုလို့ရင်ဒီမှာဒီကြားထဲမှာပေါ့နော်ဒီကြားထဲမှာကျွန်တော်ကုတ်ရေးမယ်အဲ့တော့ iron hit ဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဒီ item ပေါ့နော် ID ရ item item ဘယ်ရတော့ဆိုတော့ဒီဟာလေးကိုခေါ်လိုက်တာနော်ခေါ်လိုက်တဲ့ item ဟင် ခက်တိုက်တယ်ဂိုက်တယ်တယ်ဆိုတာအဲ့အဲ့တိုင်းမှာရှိတယ်တိုက်တယ်လေးကိုယူတာပေါ့နော်တိုက်တယ်လေးကိုကျွန်တော်ကခေါ်လိုက်တာခေါ်လိုက်တာဆိုတော့ဒီ S ပဲစာသားလေးပေါ့နော်အဲ့ S ပဲစာသားလေးဖြစ်တဲ့အတွက်စာသားလေးပါတယ်မြင်းကြီးဖြစ်တယ်ဆိုရင်ကျွန်တော်အလုံးလုံးအလုံးလုံးမှာဖြစ်တယ်တိုးဒီအလုံးလုံးလို့ဆန်းအောင်လို့ကျွန်တော်စာလေးတစ်ခုထည့်ကြအောင် TOA ရဲ့ဒီတိုး American Made Death ဒီမှာဒီရရှာ Death ဆိုတာဒီကလပ်ပေါ့နော် ကလတ်မှာအလုပ်လုပ်မယ်ဒီ O ရဲ့ဒီတိုးလောင်းရှူရှူပေါ့နော်အလုပ်လုပ်တယ်အဲ့ဒီတော့ဒီမှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်က ACDI active ပေါ့နော်အလုပ်လုပ်တယ်ဆိုရင်ကြောင်းပြောတာပေါ့နော်အဲ့ဒီတော့ကျွန်တော်ဒါလေးကို install တင်ကြည့်လိုက် ။မင်းသောတင်ပြမယ်လေဒါဆိုလို့ရှိရင်မင်းယူတစ်ခုပြင်တော့ဖန်တီးပြီးတော့အဲ့ဒီမင်းယူလေးကိုနှိပ်တယ်ဆိုလို့ရှိရင်အလုံးလုံးမလို့ဒီမှာတိုးနေပေါ့နော်။ဒီတိုးစာသားလေးနဲ့စမ်းကြည့်ရပေါ့နော်။အဲ့ဒီတိုးစာသားလေးနဲ့မှကျွန်တော်တို့ကဖက်ရှင်တစ်ခုထပ်ထည့်ရမယ်။ဘာလို့ဆိုတော့ဒီကျွန်တော်တို့ရဲ့လိုအပ်နေတဲ့ဒီဟွာတို့ပေါ့နော်။ဖုန်းနံပါတ်တို့ဟွာတို့ကိုဒီပြန်ပြီးတော့ဆွဲပြရဲစနစ်ကလေးထည့်မယ်ပေါ့နော်။ဒီမဲ့နှိပ်တယ်နှိပ်လိုက်လို့ရှိရင်ဒါလေးကိုနှိပ်ကြည့်လိုက်အောင်နော်။ နှိပ်ရတဲ့ဒီမှာစာရာလေးเนาะဒီမှာစာရာလေးပေါ်လာအက်တစ်ဆိုရဲစာရာလေးပေါ်လာပြန်နှိပ်ကြည့်အောင်เนาะနှိပ်ကြည့်ရဆိုရင်ဒီမှာအက်တစ်ဆိုရဲစာလေးပေါ်လာဒါဆိုလို့ရှင်ကျွန်တော်မီးကိုနှိပ်လိုက်အလုံးလုံးတယ်ဆိုတာကိုတွေ့သွားပြီပြီးတော့အလုံးလုံးတယ်ဆိုလို့ရှင်ကျွန်တော်တို့ဆက်ပြီးတော့သွားမယ်ပေါ့เนาะဆက်ပြီးတော့သွားမယ်အဲ့ဒီတော့အခုသင်ခန်းစာ12မိနစ်ဆိုတော့ရှည်သွားတယ်တော့တစ်ပိုင်းဖြတ်လိုက်မယ်ပေါ့เนาะနောက်ပိုင်းမှာတော့ဖုန်းနံပါတ်တွေ ထည့်တယ်ဒီဘောက်တစ်ခုကြာလာမယ်အဲ့ဒီဘောက်ကိုဒီဖုန်းနံပါတ်ယူဇာနိမ်းနဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်လို့ရှင်ဒါတာတွေဆေးသွားမယ်အဲ့လိုပုံစံမျိုးဆက်ပြီးတော့ပြရမယ်ပေါ့နော်အဲ့တော့ဒီသင်ခန်းစာမှာဒီလောက်ကလေးရက်ထားမယ်ပေါ့နော်